နေ့မှာတော့အရာက brush အကြောင်းလေးပြောပြမလို့ပါအခုပထမဆုံးအနေနဲ့အရာတို့ brush ကဘာနဲ့လုပ်လဲဆိုလို့ရှိရင်အရင်ပြောပြပါမယ်ဒီ brush လေးကဒီအမြင်အမုံဒီလိုမျိုးအမွေးလေးတွေအတစ်ခုနဲ့တစ်ခုနဲ့မတူပါဘူးဒါဆိုလို့ရှိရင်သူ့မှာအမွေးလောက်တဲ့နည်းအားနှမျိုးရှိပါတယ်ပထမတစ်မျိုးကကျတော့ animal hair နဲ့လောက်တာများပါလောက်တာရဲ့နောက်တစ်ခုက fiber လေးတွေနဲ့လောက်တာရဲ့ fiber synthetic ပေါ့နော် analog တန်းနှမျိုးရှိပါတယ်ဒီဒါဒီဘက်မှာကျတော့အဲ့မှာအเจ้าမှာတုံးတဲ့ cosmo pro ကတည်ထားတဲ့ brush set ဖြစ်ပါတယ်ဒါကကျတော့ animal hair နဲ့တုံးတာဒီကောင်တွေကကျတော့ fiber နဲ့ဖြစ်ပါတယ်။ animal hair ကဘာအတွက်ကောင်းလဲဆိုလို့ရှိရင် animal hair တွေက powder တွေ blend ရတာအဆင်ပြေတယ်။ powder type ဆိုလို့ရှိရင်ကိုယ့်ရဲ့ material ကိုယ့်ရဲ့ product က powder type ဖြစ်မယ်ဆိုလို့ရှိရင်ဒီ animal hair တွေက blend ရတာအဆင်ပြေဆုံးပဲအကျရှိခံဆုံးပေါ့။အဲ့တော့ဒီကောင်ကဘာအတွက်တုံးလဲဆိုတော့အဖွာဆုံးကဒီအဖွာဆုံးလေးက powder လိမ့်တဲ့ခါမှာတုံးတယ်။ powder ဆိုတော့မျက်နှာ loose powder ပုတ်တဲ့ချိန်မှာတုံးပါတယ်။ဘာလဲမင်းမင်းနဲ့အဆင်တက်လောက်ထားတာပါ။အဲ့တော့တို့အကျရှိခံတယ်ပြီးတော့ blend လုပ်ရတာအရင်ကို blending wear ပေါ့နော်။တခြား synthetic တွေနဲ့မတူ ူဘူး fiber နဲ့မတူဘူး။ animal ဟာကျတော့ဈေးလည်းနည်းနည်းများတယ်။ပြီးတော့ blending က powder တွေအတွက်လောက်ရတာအဆင်ပြေ။ဒါပေမဲ့သူက liquid တို့ cream လို့ဆိုလို့ရှိရင် blend လို့မကောင်း။နောက်ဒီဒါလေးကပါလဲဆိုလို့ရှိရင်ဒီကောင်လေးကဒီတက်ကုန်နည်းနည်း size သေးတယ်။သူကဘာအတွက်လဲဆိုတော့သူ့ပုံစံလေးကဒီလိုမျိုးလေးရက်တောင်လေးလို့ရှိမယ်။ဒါကကျတော့ blush သုံးဖို့အတွက် blush ဆိုတာဒီ body ပေါ့။ body လေးနဲ့နေရာမှာသုံးတယ်။ဒီဟာလေးကကျတော့သူကရှည်ရှည်လေး။ဒီကောင်ကကျတော့ control သုံးတယ်။အဲ့တော့ရှည်ရှည်လေးဖြစ်တဲ့အတွက် control ုံးရတာပိုပြီး precise ဖြစ်တယ်သိကြရတယ်ပေါ့နော်ဒါလည်း animal hair ပဲပေါင်းတာအတွက်ပဲပြီးရင်တော့ဒါလေးတွေကခွန်ဆက်လာအသုံးလို့ရတယ်ပြီးရင်နောက်တစ်ခု eye shadow သုံးတယ် eye shadow ဆိုလို့ရှိရင်ဒါဟိုမျက်လုံးအောက်လေးတွေဆိုရင်ဒီ eye shadow နဲ့မှအဆင်ပြေတယ်ဒါလေးဆိုရင်သေးသေးလေးဆိုတော့မျက်လုံးအောက်ချဲတဲ့ eye shadow ဒါကတော့ lip brush ဖြစ်ပါတယ် lip နှာခမ်းကြီးဆိုလို့ရှိရင်လည်းဒီ lip brush လေး cream brush လေးနဲ့ဆိုးရတယ်ဒါကတော့မျက်ခုံးအတွက်ပြီးရင်ဒါမျက်လုံးအတွက်ပဲအဲ့တော့ makeup စီက ကအသက်က brush ပဲ brush ကောင်းကောင်းဆက် brushes ကောင်းကောင်းမရှိလို့ရှိရင် product တွေကိုကောင်းကောင်းလေး blend လို့မရဘူးတချို့ကြောင့် over blending ဖြစ်တယ်တချို့ကြောင့် under blending ဖြစ်တယ်အဲ့ဒါကကိုယ့်ရဲ့လက်အချိန်စရဲ့ product အယူစရဲ့ပြီးတော့ brush သုံးမှုမှန်ကန်မှုအဲ့ပုံမှုကြည့်ပါတယ်ဒါတော့ဒါက anime နဲ့ပြုလုပ်ထားတဲ့ဟာလေ anime နဲ့ပြုလုပ်ထားတာလေပြီးရင်ဒါက powder တို့ cream တို့သုံးမယ် liquid မှာသုံးလို့ဆင်မပြေပါဘူးဒီကောင်းကအခုဒီဘက်ကကောင်းကကြတော့ fiber သူ့ရဲ့ material က fiber ဖြစ်ပါတယ် fiber fiber အမွေးလေးတွေ animal hair မဟုတ်ဘူးဒါတော့ synthetic ပေါ့နော် fiber hair လေးဖြစ်တယ်အာဒီကောင်က foundation brush သူ့ကိုလည်းဒီဟော fiber နဲ့လောက်ထားတာအဲ့တော့ foundation brush ဆိုတော့အိုင်မာတို့ကဘာသုံးလို့ရလဲဆိုတော့ liquid လည်းသုံးလို့ရတယ် cream လည်းသုံးလို့ရတယ်ဖေဟာမဆိုသုံးလို့ရတယ်ဒါဆိုပါပေါ့နော်တရလေးဆိုတဲ့ buffer brush ဒီလိုမျိုး ဒီလိုမျိုးလိမ်ဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးလုပ်ပြီးလိမ်ရတာပေါ့နော်လုပ်ကြရတယ်အမွေလေးရဒီလိုလေး foundation brush ဒီကောင်ကကြော်တော့အဲ့ fiber သားနဲ့ပဲ contour brush သူကအဆောင်လေးပါတယ် contour ချတဲ့အချိန်မှာတုံးတယ်တခါလေကြာရင်အဲ့တော့ blush ကိုပါဒါနဲ့တုံးတယ်ကိုက blush ကိုလည်းဟိုလိုမျိုး um ပြင်တင်တဲ့လုတ်လို့ကျင်တော့ lift ဖြစ်တဲ့လုတ်လို့ကျင်တဲ့အခါကျတော့ဒီ control လေးနဲ့ပဲတုံးလိုက်တယ်ဒါကလည်းဆိုပါက number ဘယ်လောက်လဲဆိုတော့103 င်းရင်ဒါကျတော့နည်းနည်း high end ဈေးနည်းနည်းများတယ်သူက24 hour ဝယ်တယ်ဒီကောင်ကကျတော့ဒီ dress store shop address မျိုး dress store ကပဲဝယ်ထားတယ်ဒီကောင်လေးကဘာလို့ပို့ဆိုတော့ control သုံးတယ်သူကတော့ flash flat ပုံစံမျိုးလေး control သုံးတယ်ခါလေးကျဘာနေလဲဒါပဲသုံးတယ်ဘာနေကိုဒီကောင်ကျတော့ cream နဲ့သုံးလို့ရတယ် liquid နဲ့သုံးလို့ရတယ်ဘာဖြစ်လို့ဆိုတော့သူက fiber ဖြစ်နေလို့မရောက်လားဆိုတော့သုံးလို့ရပါတယ်ပေါင်တာလည်းသုံးလို့ရတယ်ဒီဈေးလည်းတော်တော်တက်တာတယ်သူကဒီကောင်ကကျတော့ foundation အဘဖာလေး ဒီကောင်ကရဲ့ technical tool system သူရဲ့အဆင်ပြေတော့ foundation liquid လည်းရတယ် cream လည်းရတယ် blend ရတော့တော်တော်လေးအဆင်ပြေဒီကောင်ကကြတော့ဟိုဟာဒါ fiber ဒါပဲ synthetic ဒါပေါ့နော်ဒါပေမဲ့သူက powder brush တော့ powder brush ပေါ့နော်ဒီ powder brush ဆိုတဲ့အတွက်ဒီကောင်ကအာ ဟိုသူ့လိုမျိုးလိုပဲ powder brush ကိုကဒီ animal hair တွေစမတက်နိုင်ဘူးဆိုလို့ရှင်ဒီလို fiber fiber နဲ့အိမ်မှာပဲကိုတယောက်ထက်လေးမဲ့ beginner friendly ဆိုလို့ရှင် fiber brush တွေတုံးလို့ရတယ်ဒါ powder လည်းတုံးလို့ရတယ်တခါလေကြာလို့ရှင်အမျက်နှာ powder တွေမကအောင် blush ကိုလည်းအဲ့ဒါနဲ့ပဲတုံးတယ် control တော့တုံးရအဆင်မပြေဘူးဘာလို့ဆိုတော့အရင်ပွားနေလို့နေရာတွေပြန်ကောင်းတာပေါ့နော်အဲ့တော့တုံးရအဆင်ပြေမပြေဘူးအဲ့တော့ဘာနေတုံးလို့ရမယ်ဒါကဒီလိုဟာမျိုးဟာဘာနေတုံးလို့ရမယ်ပြီးရင်အဲ powder တုံးလို့ရမယ် ဒီကောင်လဲ dress store တွေမှာရှိအစည်းတတားတယ်ခု specular brush လို့ခေါ်တယ် foundation ဖြစ်တဲ့အချိန်မှာတုံးတယ်ဒီကောင်ကတော့ fiber ပဲပါပါလေးသူကပါတယ်အဲ့အတွက် makeup product ယူတာတွေကိုကြည်ကြည်လေးသေးလေးဟိုနည်းနည်းလေးပဲထွက်တယ်ပေါ့နော် product နည်းနည်းလေးပဲမျက်နှာပေါ်တင်တယ် product ကောင်ကလည်းတတားတယ်ပြီးရင်အဲ့လိုမျိုးမျက်နှာတို့မှာ makeup တွေရင်းများနေရမဖြစ်တော့ဘူးဒါ specular brush နောက်တစ်ခုဒီကောင်ကကြတော့ synthetic brush ပဲဒီကောင်နဲ့ဒီကောင်နဲ့ product တူတူပဲ synthetic brush ပဲဒါကိုလည်းအဲ့ဒါက eyeshadow blend တဲ့အချိန်မှာသုံးတယ် ြည်ကောင်းနေရကြတော့ anime တွေကတစ်ခါလေကြဈေးကြီးတယ်အပြစ်မှလည်းတိတ်ဝယ်ရခက်တယ်ပေါ့နော်ဒါအကြောင်းကပေးတဲ့အကြောင်းကဝယ်တာမလို့ဒီရရတာကိုက beginner friendly ဆိုလို့ရှိရင်ရတယ်ဒါမျိုးလည်းတုံးလို့ရတယ်ဒါပေမဲ့ဒီဟိုပုံစံတော့ယူရမယ်ဒီကောင်ဆိုလို့ရှိရင် blending လုပ်လို့ပဲအဆင်ပြေတယ်ဒါပေမဲ့ तू ကဟိုကလုပ်လို့မရဘူးဟိုလို color တွေဟိုအရင်တင်လို့မရဘူး blend လုပ်လို့ပဲအဆင်ပြေတယ်ဒီကောင်ဆိုလို့ရှိရင်တော့မျက်လုံး blend လုပ်လို့ရတယ်ဒီကောင်ကကြတော့ဘာအတွက်လဲဆိုလို့ရှိရင် eyebrow တို့ eyeliner တို့အတွက်ပဲသူက ထိတ်မှအဲ့လိုမျိုးထိပ်ပါပုံစံလေးပါတယ်ဒီကောင်ကကျတော့ဘလို့ဝိုင်းဝိုင်းလေးထိတ်မှဝိုင်းဝိုင်းလေးဒီကောင်ကဘာအတွက်လဲဆိုလို့ရှိရင်ခွန်ဆီလာတွေကိုပလန်လို့ရတယ်ဖောင်တာလည်းရတယ်အဲဒီကောင်ကျတော့ကျွန်တော်အဲ့လိုထိပ်ပါပုံစံလေးပါတယ်သူကကျတော့ nose control တွေပါတဲ့ကောင်နေပုံရအစီပြေဒီကောင်ကတော့နှာခမ်းတွေဆိုးတဲ့အချိန်မှာတုံးတဲ့ brush ချွန်ချွန်လေးထိတ်မှချွန်ချွန်လေးအဲ့လိုလေးဖြစ်နေရ တရားကြတော့ဆိုပါနေအဲ့တော့ရင်ကြိုက်တယ်တော်တော်လေးပပလေးဒါကြတော့ eyeliner ဆွဲရတယ်ရင်စင်ပြေ waterproof eyeliner တွေ gel eyeliner တွေဆိုလို့ရှိရင်ဒီကောင်းနဲ့ဆွဲရင်စင်ပြေ။နောက် eyeliner ဆိုတဲ့ဟာအဲ့လို gel ကိုဒီလိုမျိုးဆိုပါပဲဒီမှာ tip tips လေးအသေးသေးလေးဒါက eyeliner ဆိုတဲ့ဟာဒီကောင်းလဲ powder eyeshadow powder တွေ blend လို့ရတယ်တခါလေးကြလို့ရှိရင် nose contour ချတယ် ည်ရရော notes ကိုထိုးချရတယ်။ eyeshadow sorry ဒါတော့ eyeshadow ပဲသုံးပြန်လို့ရတယ်။အဲ့တော့အတွက်ကတော့ eyeshadow သုံးမယ်ဆိုရင်အကြိုက်ဆုံးကတော့ animal brush တွေပဲ။ animal hair brush တွေပဲ။ဒီ animal hair တွေကကြတော့အရန် blend လို့ကောင်းတယ်။ပြီးတော့သူ့ပုံစံလေးဆိုလို့ရှိရင်ဒီလိုလေး။တပြားလေးဆိုတော့ product တွေရလည်းအဆင်ပြေတယ်။ blend ရလည်းအဆင်ပြေတယ်ပေါ့နော်။အဲ့တော့မျိုးလုံး eyeshadow ချိန်မယ်ဆိုရင်တော့ကျွန်တော်ဒီ animal animal hair တွေကို recommend ပေး။ဒါပေမဲ့အဲ့ဒီဒီကိုက foundation သုံးမယ်ဆိုလို့ရှိရင်တော့ fiber brush တွေကိုသုံးရမယ်။အအပြင်မှာ sorry trusto က trusto မှာဆိုလို့ရှိရင် real technique ကကောင်းနေအဆင်ပြေတယ်ဈေးလက်သက်သာတယ်ကိုက high end လိုချင်လို့လို့ရှိရင်တော့ sanfora မှာသွားဝယ်လို့ရှိရင် sova တို့ sanfora တို့ haslab တို့ပြီးတော့ our glass ro ကနာမည်ကြီးရဲ့ foundation brush တွေဖြစ်တယ်ဒါ foundation brush နဲ့ contour brush တွေ cream လေး liquid တွေကိုသုံးလို့ရတယ်ဟာမျိုးပေါ့နော် အပေါင်တာပေါင်တာမှာဆိုလို့ရှိရင်ဒီပါနီလေးမို့ dress ဆိုလို့ရှိရင်ဒါမျိုး brush လေးတွေသုံးလို့ရတယ်။ animal ဟော animal hair မဟုတ်လို့ရှိရင်လည်းဒီလို synthetic ကိုမှဒီလိုဖွားဖွားလေးသုံးလို့ရမယ်။သူကကျတော့ပေါင်တာလည်းသုံးလို့ရတယ်။ပါနေလဲတုံလို့ရတယ်နှစ်မျိုးစလုံးတုံလို့ရတယ်နှစ်ခုဝင်စရာမလိုဘူးကိုကငွေချွေတာခြင်းလို့ရှိရင်တစ်ခုဆိုလို့ရှိရင်ရတယ် control ဆိုလို့ရှိရင်အဲဒီတော့အတမျိုးလေးခြိုက်တယ်ပပလေးနဲ့ ကြည်တီကြကြလေးဖြစ်မဲ့အားမျိုးပေါ့နော် control အညိုရောင်လေး brown စာလေးတွေတုံးမယ်ဆိုလို့ရှိရင်တုံးလို့ရတယ်ဒါလည်း trust တွေမှာလည်းရှိတယ်ဒီနှစ်ခုပန်းနေချင်မဲ့ control ချင်မဲ့ဆိုလို့ရှိရင်ဒီနှစ်ခုဆိုလို့ရှိရင်ရပြီအမျိုးသမီးတယောက်ကနောက် foundation လေးမယ်ဆိုလို့ရှိရင်ဒါမျိုးသုံးဒါမှမဟုတ်လို့ရှိရင် ဒါမျိုးတော့တခုဆိုရင်ရပြီနောက်တစ်ခုကကို့မှာ beauty blender ရှိရမလား beauty blender ရှိရင်ဒီကောင်းလေးမလို့ beauty blender နဲ့လည်းသုံးလို့ရတယ်အဓိကလိုအပ်တာကပေါင်တာသုံးမဲ့ brush ပြီးလို့ရှင်ပန်းနေသုံးမဲ့ brush လို့ရတယ်နောက်တစ်ခုက eyeshadow ချဲမဲ့ brush လို့ပဲ eyeshadow ကိုဒါမျိုးတွေ anime head တွေမဝယ်ဘူးဆိုလို့ရှိရင်လည်း synthetic တွေကို fiber တွေကို trust store ကနေပြောမှာ real technique ကကောင်းတယ်ပြီးတော့ if မှလည်းရှိတယ် elf မှလည်းရှိတယ်ဒီလိုမျိုးလေးတွေဝယ်သုံးပေးပါဒါမျိုးလေးတွေပေါ့နော်ဒါဆိုလို့ရှင်ပေါင်တာလည်း blend လို့ရတယ်တကယ်လို့ကိုကိုက ဖြစ်နိုင်လို့ရှိရင်เนาะဒါမျိုးပြပြလေးတွေဝယ်ပေါ့เนาะအိုင်ရှယ်လို့တင်မယ်ဆိုလို့ရှိရင်ဒီလိုပြပြလေးတွေအတင်လို့ကောင်းတယ်ချဲလို့ကောင်းတယ်ဒါမျိုးပေါ်မှာ fiber ဓာတ်တွေကနေရှာပေါ့ဒါမျိုးကို fiber တွေကဒီ dress store ထဲမှာလည်းရှိတယ်ဒါမျိုးပုံစံလေးပြပြလေးတွေဒါမျိုးလေးတွေရှာပါတော့ဘယ်အလိုဆုံးလဲလို့ပြောလို့ရှိရင်မိကလေးကြောင့်အလိုဆုံးကတော့ foundation လိမ့်မယ်ဆိုလို့ရှိရင် ပါလုပ်လဲဆိုတော့ beauty blender လိုပါတယ် beauty blender ရေဒါမှမဟုတ်လို့ရှိရင်ဒီလိုမျိုး brush foundation brush တစ်ခု powder brush တစ်ခုလိုပဲ powder brush တစ်ခုလိုမယ် control လည်းတုံးလို့ရတယ်ပြီးရင်ပါလေပါးနေလည်းတုံးလို့ရတဲ့ brush လိုမယ်ဒီနှစ်ခုဒီကောင်လိုမယ်အဲ့ဒါလိုမယ်ပြီးရင်ပါလို့လဲဆိုတော့နှာခေါင်းမွေးချစ်စရာလိုတယ်နှာခေါင်းမွေးကိုမိကတိလေးမိပေးနေလို့ရှိရင်မလောက်ပြီးတော့နှာခေါင်းမွေးကိုပြင်တင်ဖို့အတွက်ဒါမျိုးလေးကလိုတယ် ီလိုဟာလေဒါလေးလည်း dress store မှာရှိတယ်ဈေးချိုတာတွေရှိတယ်ဒါလေးလိုတယ်ကိုက eyeliner ကို pencil တွေ gel တွေသုံးမယ်ဆိုလို့ရှိရင်တော့ဒါမျိုးတွေမလိုဘူးဒါတွေမလိုဘူး pencil တွေကို gel gel လေးတို့အဲတိုင်းလေးပဲသုံးလိုက်ရုံနဲ့နောက်တစ်ခုဘာလို့လဲဆိုတော့အဲဒီနှလုံးချိန်မယ်ဆိုလို့ရှိရင် blending brush ကဒါမျိုးဒီလိုသေးလေး တည်တည်လေးနှစ်ဆိုင်လောက်လုပ်မယ်ဒါဆိုလို့ရှိရင် plan လုပ်ရပြီကိုက universal plan ကျင်တယ်နှကောင်းလေးတင်ကျင်တယ်ဆိုလို့ရှိရင်ဒါမျိုးလေးတစ်ခုထပ်မယ်ဒီလိုမျိုးဒီပါအစုံလေးနဲ့ဒါဆိုလို့ရှိရင်နှကောင်းကိုလည်း control ချရလို့ဆိုမျက်လုံးကိုလည်း control ချလို့ရတယ်ပြီးတော့ blending လည်းလုပ်လို့ရတယ်အဲ့တော့ main lid တရားအလှပြင်မယ်ခုမှ beginner စပြီးအလှပြင်မယ် brush ကိုအများကြီးမဝယ်နိုင်ဘူးစည်းတက်တက်နဲ့ဝယ်ချင်ဒီရလောက်ဆိုရင်ရပြီ1 2 3 4 5 6อืม4 5 6ခုနှစ်ခုလောက်ဆိုရပြီ beauty blender ရှိလို့ရှိရင်ဒီကောင်ကိုဖယ်လိုက် powder brush လိုမဲ့ contour နဲ့အာ contour နဲ့ powder လိုပို့ brush လိုမဲ့ပြီးရင်မျက်လုံးချေဖို့ brush နှစ်ခုလိုမဲ့မျက်ခုံးမွေးတင်ပြင်တင်မလိုမဲ့နှာခေါင်း contour ချဖို့ဒါမှမလို့ရှိရင်မျက်ခုံးဟိုမျက် eye shadow တွေကို blend ဖို့အတွက်ဒါမျိုးလေးတစ်ခုလိုမဲ့ဒီလောက်ဆိုရင်ပြည့်စုံပါပြီရှင် bye bye